အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ကုပ္ပချေးပါကုပ္ပချေး channel နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်လုပ်သွားမယ့်ဗီဒီယိုကတော့ကျွန်တော်ရဲ့အနောက်မှာရှိနေတဲ့ Tigress ဘောနော်တကယ်တမ်းဆိုရင်သူ့နာမည်က Tigress ဟိုတန်ဟိုဟာတန်နေတဲ့ကားဟိုဟာတန်ဥစားနဲ့ဆိုတော့ Tigress ဘောနော်အဲဒီ Tigress လေးကိုဖမ်းတဲ့ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမစသေးခင်ပါနော်ကျွန်တော် channel လေး subscribe လေးမလုပ်သေးဘူးဆိုရင် subscribe လေးလုပ်ပေးပါအောင်လို့ဒီလိုမျိုးပဲအကောင့်လေးအမျိုးမျိုးနောက်နောက်ဗီဒီယိုချိုင်းလဲကျွန်တော်ဖမ်းသွားမှာဖြစ်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေအဆက်မပြတ်ကြည့်ချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေး notification လေးလည်းနှိပ်ထားပေးလို့ရပါတယ်လို့ ပြောရနေကဲဒီဗီဒီယိုလေးစားလိုက်ရအောင်เนาะကျွန်တော် take grab ကိုဒီ take grab ကိုဘလို့ဖမ်းခဲ့တယ်ဘလို့ထွက်ခဲ့လဲဆိုတာကိုကျွန်တော်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ let's go ဒီအရှိနားမှာပေါ့เนาะဒီအရှိနားမှာ technique technique tires ပေါ့เนาะ technique tires တကောင်ရှိတာပေါ့เนาะနောက်ပြီးတော့သူ့ရဲ့မီးရအပန်းအောင်တိလာအဲ့ဒီ tires ဆာနည်းနည်းရှားလို့လေကျွန်တော်အဲ့ဒါဖမ်းလို့ကျွန်တော်ပြန်ပြီးတော့လာခဲ့တာပါเนาะအဲဒီမှာဒီမှာဒီမှာ tires သူ့ရဲ့မီးရအပန်းအောင်တွေ့လာအပန်းအောင်သူ့ကိုကျွန်တော်တော်တော်ရန်ရှာမယ် လူတွားရရင်ရှာမယ်အဲတွားရရင်ရှာမှာပေါ့နော်ဘာလို့ဆိုငကားကသူ့ထက်အကောင်အစာပေါများစွာကြီးတာပေါ့နော်အဲ့လိုကျတော့ तू ကငကားကိုကျတော့ဝင်ပြီးတော့ဘက်တန်မဆိုင်ရဘူးပေါ့အဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်ကငကားနဲ့မဟုတ်ဘဲနဲ့ဒီဟိုပါပေါ့နော်ဒီဟိုပါပေါ့ဒီ graphing giving ငန်းနဲ့ပေါ့နော်အဲဒီ giving ငန်းနဲ့ကျွန်တော်တွားပြီးတော့မှသူ့ကိုခေါ်လာမယ်နော်ဒီ giving ငန်းနဲ့ကျွန်တော်သူ့ကိုတော့ခေါ်လာမယ် ကြည့်ကြည့်ဖမ်းငါပေါ်စီးပြီးတော့ပါနော်အဲဒီလိုမျိုးပေါ့သူ့ဖမ်းပေါ့အဲ့တော့ကျွန်တော်ဘုံအပေါ်တက်လိုက်မယ်နော်အပေါ်တက်လိုက်ဦးမယ်ပေါ်တက်ပြီးတော့မှသူ့ကိုကြည့်မယ်သူကဘယ်မှာတော့ဟေးဟေးငါးဒီဖက်လာဟာငါးငါးတော့တက်တော့မှာပဲငါးတက်တော့မှာပဲငါးတက်တော့မှာပဲငါးတက်တော့မှာကွာငါလည်းဒုက္ခပဲကွာငါးအလောက်ဝေးထားထားတာကိုအဲ့ခေါငါးကိုသွားတော့စိတ်ပေါ်တယ်โอเคโอเคโอเคငါးလာပြီငါးလာပြီငါးလာပြီ သူတို့ငကားမိဒီဘက်မှာလာနေလားမှာလာနေမိဒီမှာပဲနေနေအဲ့မမေးကြိုက်တဲ့ကောင်လာခဲ့ကွာမင်းကိုကြိုက်တဲ့ကောင်စိတ်ကိုစိတ်ခေါ်တဲ့ကောင်မင်းဝင်တာစော်လိုက်နော်ဒါပေမဲ့ဒီဘက်မှာတော့လာမရှုံနဲ့ဆိုတော့ခုနတီရက်ပဲမှာတော့တီရက်ဆိုကျွန်တော်တော့ချတော့မယ်ငါငကောင်မင်းကတော့ချတာဗောလေမင်းအကြီးချင်းနဲ့ငါငကောင်တော့ချတာဗောလေမင်းအကြီးချင်းနဲ့ငါငကောင်တော့ချတာဗောလေအိုးငါတော့ဒေါသတကြီးဆိုတာနဲ့ငါ့ကိုမှုတ်တယ်တဲ့အေးဒီလိုပဲဒီလိုပဲဖြစ်သွားမယ် ကျွန်တော်အဲ့ဒီတိုင်ထောင်လာအဲ့ဒီတိုင်ထဲမှာသူ့ကိုတွင်းမလို့တွင်းမရောလို့အောင်ချေတယ်လို့ဟောင်းအောင်ချေတယ်လို့ဟောင်းစိတ်မဝင်စားမူဝင်လည်းနောက်တနည်းစဉ်းစားမယ်လောလောဆယ်တော့ပြစ်ထားမယ်ပြစ်ထားမယ်ဒီကောင်ကတော့ဂယူမဆိုင်ရောနော်ဒီဘိုက်တော်တော်စားနေတယ်နည်းသိလားဘိုက်တော်တော်စားပုံရတယ်ကျွန်တော်အလောက်ထိပြင်လာဒီကောင်စိတ်မဝင်စားဖြစ်နေတယ်ဖြုံတော့မဖြုံဖြစ်နေတယ်ပေါ်တက်မယ်နော်အပေါ်တက်မယ်အပေါ်တက်ပြီးတော့မှပြန် ဒီလိုမျိုးအပေါ်တက်တက်လေးတက်ပြီးတော့မှဒီလိုဇောက်ထုတ်ပြန်စင်းဆိုတော့ကီကပဲအော်အင်းဒီပါရှင်းပါကီကမဟုတ်ကျွန်တော်ပါဇက်မှာကီကပဲဆိုနေတာတီးရက်သွားနော်ကီကတော့သူ့ထက်ဆယ်ဆကြီးတာပါနော်ဒါဆိုတဲ့ကောင်သူ့ထက်ဆယ်ဆကြီးတယ်ဒါကီကမဟုတ်ပါဘူးဒီကတီးရက်ပါနော်အဲကျွန်တော်ဒီအပေါ်ကနေဆိုအောင်ပါနော်ဆိုတော့အပေါ်ပြန်တက်မယ်အပေါ်ပြန်တက်မယ်ဘာလို့ဆိုသူကကျွန်တော်ရဲ့တက်တက်လေးလာတယ်ဆိုတော့သူဒီကောင်မောပြီးဆိုရင်ကျွန်တော်ပြန်ပြီးတော့မှသူနာရမှာဒီငက်ကစတာမီနာ ။နေတော့ तू อ่ะမောရမြန်တယ်တိလား။စတာမီနာလည်းတိတ်မကြံတော့။ तू ကတော့စိတ်ဝင်စားအောင်လောလောဆယ်ကတော့ तू ကအကောင်သတ်မှုပဲစိတ်ဝင်စားတယ် तू ကသူရဲ့အမေကို तू လိုက်မှုပဲစိတ်ဝင်စားတယ်။ကျွန်တော်တော့ရမထောင်ချောက်ကျူပြီးတော့ထောင်ထားတာ။ तू သွားမဲ့လမ်းတော့တခြားစီကျွန်တော်များခေါ်တာတကယ်တမ်းဆိုတော့ဟိုပါပေါ့။မြေကြီးအောက်ကနေများခေါ်ရင်တော့အဆင်ပြေတာပေါ့နော်။ကျွန်တော်ငကားဟိုထမ်းမှာလွတ်ထားတဲ့ငကားငကားအိစိဘာမှမဖြစ်ခုနကဒီကောငကားကိုတော့ကိုက်လိုက် ီကောင်ငကားကိုတော့ကိုက်တာလေအော်ငကားကိုတော့ကိုက်တာခါနဲ့ငကားသူ့ကိုတတ်မှာကြောက်တာကြောက်ရတယ်အဲ့ဒါကြောင့်ကျွန်တော်ဝေးပို့တာကနော်ငကားဒီလိုမျိုးရှားပါပစ္စည်းနော်အေးဒီလိုမျိုးရှားပါပစ္စည်းဟေးရေးကြောက်စီအမလေးဟာသူ့နဘေးကနေကတ်သွားတာခဏနဲ့ကျွန်တော်ပါဇက်နဲ့ကွာစုကိုက်ပလိုက်လို့ကတော့အင်းသူ့လိုက်မဲ့အသား သူအတွက်လေဘာသာဟိုဘက်မှာအဲသူ fighting လုပ်နေနော်ဟိုဘက်မှာ fighting လုပ်တဲ့အခါမှာကျွန်တော်အခွင့်ကောင်းယူပြီးတော့သူ့ကိုပြစ်တော့မယ်မြင်လိုက်လားဒီကောင်တမိဆိုတော့ပြေကျွန်တော်မှန်ဘလူးလက်မီယူလိုက်အောင်အဲဒီလိုမျိုးပြစ်လွတ်တာအကောင်းလေနော်ဆိုတော့အောက်တစ်သက်လေးငုပ်ပြီးတော့မှအေးအဲ့လိုပြစ်မယ်အဲဒီလိုမျိုးပဲလိုက်လိုက်ပြီးတော့ပြစ်မှာပေါ့နော်ဒီ stamina နည်းနည်းပဲကျွန်တော်လာတော့ပြစ်မယ် ကျွန်တော်အချိန်နေမကောင်းတော့ဘာလို့ဆိုစတမီနာမကြံတော့လေတိတ်ပြီးတော့အဲ့ဒါကြောင့်ကျွန်တော်ထွက်ပြေးမယ်ထွက်ပြေးပြီးတော့မှခဏလေးနားမယ်နော်ခဏလေးနားပြီးတော့ကျွန်တော်ထပ်ပြေးမှရမှာဘာလို့လို့ဆိုရင်စတမီနာနည်းနည်းလေးပဲကြံတော့တယ်ရေလေးတစ်ချက်လေးတောက်လိုက်မှာနော်စတမီနာနည်းနည်းပဲကြံတယ်အမလေးဟာအမလေးဟာအမဲလိုက်ရတာလည်းမလွယ်ပါလားဒါဆိုတော့အမဲလိုက်တာမဟုတ်ပါဘူးနော်လိုက်ဖမ်းတာကိုယ်ပိုင်အကောင်လုံးမှာပေါ့နော်ဒါကိုယ်ပိုင်အကောင်လုံးမှာပေါ့တတ်မှုဆိုရင်ငကားနဲ့လာတိုက်ပြီးပြီးတိုက်ရတာလွယ်တယ် ဒီလိုမျိုးလာတဲ့အကောင်ဖမ်းရတာမလွယ်ဘူးဖမ်းရတာမလွယ်ဘူးနေရောက်ဆိုရင်ခဏလေးပဲတော့လွယ်တယ်နေရောက်ဖမ်းရတယ်ပါပြီတော့ပြေးလို့ရတယ်သူကဟိုဘက်မဟုတ်ဒီဘက်မဟုတ်အဲ့လိုမျိုးပေါ့နော်ဟိုကကျွန်တော်တယောက်တည်းပြင်းနေဆိုတော့ပြေးရတော့တယ်ဒီဘက်ဝါး မမြန်လေးမမြန်လေးပြစ်ထားမယ်ပြစ်ထားမယ်ပြစ်ထားမယ်ဟောကျွန်တော်အဲ့လောက်ထိ attack မလုပ်ဘူးဒါပေမဲ့ကျွန်တော်ညာ150နဲ့လောက်ပါမလားကွာကျွန်တော်ဒီလဟာ150ကျွန်တော်ပြစ်တာခုကလေးမဟုတ်ตัวเจ้าไลท์ไลท์ใกล้มั้ยทีเนี่ยตัวไม่ไลท์อยู่ผับพี่เลยป่ะดูมันนึกตรงนี้เฮ้ยเป็นมาแล้วพวกอ่ะเฮ้ยไม่ตื้อหรออ๋อดีมาก ဖက်မှာဒီဖက်မှာပြစ်ထား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 တော်တော်လေးလေးပြစ်ထားကျွန်တော်လည်းမောင်းလိုက်တာပြစ်ရတာလေအမေမနာဘူးလားအခုအခုချိန်ကြီးမနာသေးဘူးလားယောခေါင်းမပြစ်ရတော့မယ်နော်ခေါင်းမပြစ်တော့မယ်နော်ကျွန်တော်ခေါင်းမပြစ်တော့မယ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 ်ခေါင်းမ ောင်းမပြစ်တော့မယ်ခေါင်းပဲလိုက်လိုက်ပြစ်မယ်ခေါင်းပဲပြစ်ထားမယ်အိုးရပြီ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 ပေါ့နော်ဒါရသွားပြီဆိုတော့အဆင်ပြေသွားပြီနော်ဒီကောင်ကျွန်တော်ရသွားပြီပေါ့နော်ဟာ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 ဒီကောင်ကျွန်တော်ဆော်သွားတယ်ကွာဟို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 ငါတော့ခေါ်လာမရမယ်ငါတော့ခေါ်လာမယ် ်ငကောက်ခေါ်လာရတော့ဒီကောင်လေးကိုအပြက်ရှင်းမှရမယ်ငကောက်ခေါ်လာရတော့အပြက်ရှင်းမှရမယ်ဆိုတော့ဒီလိုပါပဲနော်အကောင်လေးကိုလိုက်ဖမ်းရတာအေးဆေးပါပဲအေးဆေးပါပဲ griffin griffin နဲ့ဒီ griffin နဲ့ပေါ်တော့ griffin နဲ့ရဲ့ sherman ရဲ့ lino ရဲ့အဲအဲ့ဒီသုံးမျိုးရှိပြီဆိုရင်ကျွန်တော်တို့အကောင်လေးဖမ်းရဆိုတာလုံးဝ easy easy နောက်တစ်ခုကတော့ကျွန်တော်တို့အကောင်ဖမ်းဖို့အတွက်အဲအဲ့လိုမျိုးထောင်ချောက်လေးတွေလှုပ်လှုပ်ပြီးတော့မှအဲ့

တော့ရပြီလို့ကျွန်တော်တင်လိုက်မှာနော်ဒီကောင်တင်မယ်ဆိုတော့ဒီကောင်လေးကျွန်တော်ရချင်တော့ဟာဟိုကောင်လေးကလာရှုပ်တယ်တေးတေးတေးလေးလေးဆိုတော့ကျွန်တော်ကောင်တော့အန်ဒီရမရှိပါဘူးနော်အဲ့မှာအဲ့မှာအဲ့ကိုတွားကြီးဆိုရင်ကျွန်တော်အဲ့ဒီကလေးလေးလေးတွေကိုကျွန်တော်လိုက်တက်မှရတော့မှာကလေးတငယ်လေးတွေဟောဆိုလာလာရှုပ်လို့ပါနော်ကျွန်တော်အဲ့ငယ်တို့ဆိုရင်ကျွန်တော်အဲ့ဒီရဲ့ကိုပါပေါ့ ဘာခေါ်တော့အဲ့ဒီတီရက်ဆိုဆိုရင်ကျွန်တော်ကပေါင်သားကျွေးမှာပေါ့နော်ကျွန်တော်သူ့တီရက်ဆိုပေါင်သားကျွေးမယ်အကယ်လို့ကျွန်တော်အခုဖမ်းထားတဲ့တီရက်ဆို100နဲ့မှ84လေလေပဲပေါ့နော်ဆိုတော့သူ့ကိုဖမ်းလို့ကျွန်တော်အောင်မြင်သွားပြီဆိုရင်လေပဲ80တဲ့အကယ်လို့ဒါသူ့ကိုထပ်ပြီးတော့ကျွန်တော်မေ့စေးပေးပြီဆိုရင်လေပဲရော့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 သွားမှာပေါ့နော်အဲ့လိုပေါ့အဲဒီကောင်လေးဆိုရင်ကျွန်တော်ကိုခုနလောက်လာတာကျွန်တော်တတိပါလျှက်သွားတယ်ကောင်းလေးမူးသွားတယ်ဒီကောင်လေးကျွန်တော် damage လာပေးတာအဲဒီလိုမျိုးတတ်လိုက်ပါဒီကောင်လေးကျွန်တော်နော်ဒီမျိုးလေတွေနဲ့မုတ်မုတ်ပြီးတော့တတ်လိုက် တော်တော်ဖင်ရတဲ့ကောင်လေးအေးအဲ့လိုတက်အဲ့လိုတက်မယ်ဘီပပလည်းမှာရှိလားဒီမှာဆိုရင်အဲဒီကောင်လေးဆိုရင်တော်တော်အလေးပေးတာပါတော့ကျွန်တော်တို့အဲ့ဒါကြောင့်ဒီကောင်လေးကိုတတ်မှရမှာကျွန်တော်တို့ကဘာလို့ဆိုမတက်ဘူးဆိုလဲကျွန်တော်တို့အန်တရများတယ်ဗျခဏနေကြရင်လာပြီးတော့မှကျွန်တော်တို့ရန်လုံးမှာရန်ပြူးမှာဆိုတော့ဒီမှာခုနပြန်တဲ့ငဲ့တွေပေါ့နော်အဲဒီလိုမျိုးပြန်တဲ့ငဲ့တွေဆိုလဲကျွန်တော်တို့ကသူ့ငကားရှိမှာဟိုခီကားရှိမှာဆိုရင်ဟိုလေမီးနဲ့မှမဟုတ်ဘဲနဲ့ကြိုက်ပေါ့နော်အဲဒီလိုမျိုးဝေးရင်တော့မဟုတ်လို့ရတာပေါ့နော်သူ့ရဲ့အရှိမှာ ကဲဟိုပါဗောအကယ်လို့သူ့ကိုဖမ်းပြီဆိုသူ့ရဲ့အရှိမောင်ဗောနော်ကိုရဲ့မျက်နှာကိုသူ့ရဲ့အရှိမောင်မထားပါနဲ့လို့နော်အလိုလိုဆိုငကားရဲ့မျက်နှာကိုပြောတာနော်အဲ့ဒီကိုထိတ်နေတဲ့အကောင်ကြီးအရှိမောင်မထားပါနဲ့လို့အကယ်လို့ကိုကကလေးတွေဘာတွေနှိပ်မိတာတို့ဘာလို့လဲဆိုရင်အဲသူကတီတီနိုင်တယ်ဗောဒီရဒီရတွေဆိုရင်မမြကိုင်မမြကိုင်ရောသူ့ကိုပေါင်သားတွေကြီးဗောနော်အကယ်လို့တူးသားကျွေးနိုင်တော့ကောင်းလာဗောနော်အဲ့ဒီတီတဲ့ဆိုတူးသားတွေဘာတွေကျွေးနိုင်တော့ကောင်းလာဗောဆိုတော့ဟိုအရှိအကောင်ဆိုရင်ကျွန်တော်ပေါင်သားအများကြီးရမှာပါအဲ့လိုမျိုးမီးလင်းတဲ့ကောင်တွေဆိုရင်ကျွန်တော်ပေါင်သားအများကြီးရတယ် အမြဲဆိုတော့မှပပဆက်ဆက်ရအောင်နော်တခြားပြစ်ပြီးတော့မှအရှိအကောင်ဆိုရင်ကျွန်တော်အကောင်ပေါင်သားဆိုရင်အဲ35 40အဲလိုမျိုးပေါ့နော်အများရတယ်ဘာလို့ဆိုတူကတက်ရတာလည်းခက်တာပေါ့နော်ဒီအရှိအအနီအောင်ပေါ့ဒီအရှိမမီးတောင်းနေတာတော့မီးတောင်းတာတော့ဒီကောင်ဆိုရင်ပေါင်သားအများကြီးရတယ်ဆိုတော့ကျွန်တော်ပြန်ကောင်းလာပါတော့ဒီကောင်လည်းတွေ့လာအဲဒီလိုမျိုးအနီအဲ့လိုမျိုးဟိုရဲနေကောင်ဆိုပေါင်သားဘယ်နှခုရအောင်ဆို50တခုရတယ်ဗျာကံကောင်းတယ်ဒီမျိုး50တခုရမှုဆိုတာတအားရှားတယ်တိလား အဲ့ဆိုတော့ကျွန်တော်50ခုရတော့ကံကောင်းပါတော့ဘလို့ဒီကောင်လေးကိုတုတ်တင်ရှင်းလင်းရမှာဘာလို့ဆိုအဲ့နေပြီဆိုရင်ဟိုကောင်ကိုတီးတဲ့ဆိုတော့ကိုက်ပါဆိုလို့ဒီကောင်လေးကသွားပါတယ်ဒီကောင်လေးတအားဒီအမေရအောက်ဆီဂျင်ဟုတ်တယ်နော်အောက်ဆီဂျင်ဟုတ်တယ်အဲ့ကောင်လေးဆိုရင်ကျွန်တော်တို့ save follow ရတယ်ဆက်လို့ရတာပေါ့နော်ဆိုတော့ကျွန်တော်သူ့ကိုသူ့ကို trade trade လို့ရပြီလားဆိုတော့ byte စာရလားမသိဘူးနော်အဲ့သူ့ပေါင်သားတွေကျွန်တော်သူ့ရဲ့သူ့ထဲပေါင်သားတွေယူမှာပေါ့နော်ယူထားမယ်ဒီလိုပဲယူလိုက်မှာကွာပြီးရင်အဲယူလိုက်မှာပါ ယူပြီးတော့မှကျွန်တော်ထပ်သွက်ရှာမယ်အပေါင်သားတွေကြီးလိုက်မယ်နော်စာချွေးပြီးတော့သူလည်းစားနေပြီပေါင်သားတွေအဲ့လိုစားပြီးဆိုရင်တော့တက်ပြီပေါ့နော် level တွေတက်ပြီအမှလည်းဟုတ်တယ်ဆိုတော့ကောင်းလာပေါ့အဲလောလောဆယ်တော့600ခန်းလို့တက်သွားရင်နော်600ခန်းလို့ဆိုတော့ကျွန်တော်သွားလိုက်ပေါင်သားရှာလိုက်လာချွေးလိုက်လို့ရတော့မှာဒီ rest ကို train တာပေါ့နော်ကျွန်တော် rest ကို train တာကကျွန်တော်တို့ရဲ့ rest ကို train တာ level rest ရဲ့ဒီ rest ပေါ့နော် take rest ပေါ့နော်ဒီကောင်ကတကယ်တည်းဆိုရင် t rest မလား ဆိုတော့ဒီကောင်ကတန်နဲ့လှုပ်ထားတော့ technique နဲ့လှုပ်ထားတော့ take ဥစားတော့ take risk ပေါ့နော်ဒီ take risk ကိုကျွန်တော် trader ကသူ့ရဲ့ level မူရင်းကတော့194ပေါ့နော်194နောက်ပြီးတော့မှ तू ကကျွန်တော် effect ပေးထားတာတကယ်တမ်းဆို100ပေးတာပေါ့နော်အဲ့ဒီ effect timing effect ကတကယ်တမ်း100မှာကျွန်တော်ကအဲများပြစ်တာပေါ့နော်များပြစ်တာ तू ကနည်းနည်းလေးပဲတွေးရော့တယ်ဆိုတော့ကျွန်တော်ကတကယ်တမ်းတွေးတစ်စက်မှမလျော့ဘဲနဲ့တွေးတစ်စက်မှမလျော့ဘဲနဲ့ဒီကောင်မောက်သွားတယ်ဆိုရင် ကျွန်တော်ကဟိုပါဗောတရားရခံလုံးရတာဗောနော်နောက်ပြီးတော့မှလည်းဟိုပတ်စံကလည်းတရားရခံလုံးရတာဗောနော်ဆိုတော့အခုကျွန်တော်လှုပ်လိုက်တာကတော့သူတွေးနေနေလေးညော့သွားတယ်ဆိုတော့ကျွန်တော်ရတာ90ရခံလုံးရတာ90ရခံလုံးမှကျွန်တော်အစာအချက်ပေါက်များစွာတွင်းရတော့အဲအဲ့မှာ effect လေးညော့သွားတာဗော86ရခံလုံး86.4ရခံလုံးဗောနော်နောက်တစ်ခုကကျွန်တော်အစကတော့89ရခံလုံးလဲပဲပြီးတယ်ဆိုတော့ကျွန်တော်အစ၄ခါတော့သူ့ကိုကျွေးရတာဗောနော်ကျွန်တော်ရဲ့ effect ကပြန်ပြန်ပြီးတော့ညော့လာတာဗောနော်ညော့လာတော့ဘလောက် 85 89ကနေ85ပဲကျန်တော့တာဗောနော်ဆိုတော့ဒီ184နဲ့85ဆိုတော့200နဲ့မှ49ဗောနော်အဲကျွန်တော်ဒီအကောင်ရရ249ဗောနော်အဲဒီကောင်ရပြီးတော့249ရမယ်ဆိုတော့ဒီအကောင်ကိုစီးပြီးတော့မှတစ်ချက်တစ်ချက်ကိုင်းလိုက်ရင်ဒီကောင်ရဲ့ level ကတော့150ပေါ့ဗျာအဲ့လေ level 150ဆိုတဲ့အကောင်ကနည်းနည်းနော်နော်မဟုတ်ဘူးเนาะဆိုတော့ဒီလိုမျိုးထွေးလို့ level 150ရတဲ့အကောင်ဆိုတာခက်ရှရှားပါเนาะခက်ရှရှားမှအင်မတန်ရှားပါလေဆိုတော့ကျွန်တော်ရမယ့် level ကတော့200နဲ့မှ 49 level ရမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင်လဲကျွန်တော် like and share လေးလုပ်ပြလို့ရပါတယ်เนาะကျွန်တော်ရဲ့ဗီဒီယိုဒီလိုမျိုးအကောင့်တွေအမျိုးမျိုးဖမ်းပြမှာပေါ့เนาะကျွန်တော်အကောင့်တစ်ကောင်ပြီးတစ်ကောင်ဆန်းဆန်းလေးတွေဖမ်းပြမှာပေါ့နောက်တော့အကောင့်အကြောင်းတွေလည်းတက်နိုင်သလောက်တည်သလောက်ကျွန်တော်ရှင်းပြမှာပေါ့เนาะဆိုတော့ဒီလိုမျိုးဗီဒီယိုကျွန်တော်မချခဏတင်ပါတယ်ကျွန်တော်ဗီဒီယိုသဘောကျတဲ့ဆိုရင် like and share လေးလုပ်ပြလို့ရပါတယ်နောက်ပြီးတော့ subscribe မလုပ်သေးဆိုရင် subscribe လုပ်ပြလို့ရပါတယ် ကျွန်တော်ဗီဒီယိုအများအားအဆက်မပြတ်ကြည့်ချင်တယ်ဆိုရင်တော့ notification ခေါင်းလောင်းလေးလည်းလိပ်ပေးလို့ရပါတယ်နော်။ကောင်းရပြီဆိုရင်သူ့အတွက်ကျွန်တော်မှာကာပါတီတန်းရှိသေးတယ်။သူ့ကိုဝတ်ပေးမှုအင်ဂျီဘနာအဲ့လေဆိုတော့ကျွန်တော်နာမည်မပေးသေးဘူး။ထုံးစံအတိုင်းပဲ viewer တွေဘာနာမည်ကြိုက်တော့ပေးပေးပါနော်။ Okay ကျွန်တော်ရဲ့ take class ပေါ့နော်။ကျွန်တော်ရဲ့ take class ရပြီဆိုတော့လည်းကျွန်တော်124အပေါင်းဟာ124ပေါင်းသွားတယ်ဆိုတော့148ပေါ့နော်။အော်တန်းတန်းလေးညော့သွားတာပေါ့နော်။ Okay ဒါဆိုတော့ account တစ်ချက်တစ်ချက်ကိုင်းလိုက်ရင်ဒီကောင်ရပါပြီနော်။ account တစ်ချက်တစ်ချက်ကိုင်းလိုက်ပြီဆိုရင် ပြန်အဆင်ပြေမှာပါဆိုတော့ကျွန်တော်ဒီစားကိုကျွန်တော်နည်းနည်းတိန်းသွားမှာပေါ့နော်ဒါတွေဆိုရင်ပြန်တိန်းသွားမယ်ပြီးရင်သွားမယ်အခုကျွန်တော်ရဲ့အိမ်ရောက်ရင်စီးပြမယ်နော်ကျွန်တော်ရဲ့အိမ်ပေါ့နော်သူ့ရဲ့ပုံစံကတော့ဒီလိုပေါ့နော်သူ့ရဲ့မူရင်းပုံစံကျွန်တော်ဖမ်းလာတာတော့ဒီလိုပေါ့ဒီလိုပါနော်ဒီလိုဒီလိုနောက်ပြီးတော့မှကျွန်တော်ကဒါကိုရှစ်တဲ့ထက်သူ့ထဲမှာဟိုမှာပြန်ရှစ်တဲ့ထက်လိုက်တာပေါ့နော်ရှစ်တဲ့ထက်လိုက်တော့သူ့ရဲ့ပုံစံဒီလိုဖြစ်သွားတာပေါ့နော်လို့ဖြစ်သွားတာကိုနည်းနည်းကြောင်အဲအဲ့ဒီရှစ်တဲ့ရဲ့အရာတော့ကြိုက်သလိုပြောင်းလို့ရတယ်သူခန္ဓာကိုယ်အရာတော့ပြောင်းလို့မရဘူးပေါ့နော် ရှေ့တက်ကိုတော့ကျွန်တော်တို့အယောင်တွေပါတယ်တုတ်လို့ရတယ်ဆိုတော့သူ့ရဲ့ level ကတော့အခုက253ပေါ့နော်ကျွန်တော်ဖန်းလုံးကတော့နေရာနဲ့မှာ49 level 248 level ပေါ့နော်အခုသူ့ရဲ့ level ကတော့253 level ခဏလေးပဲကျွန်တော်အပြင်သွားရတော့မှ account တစ်ချက်တစ်ချက်ကိုက်လိုက်တာ level ကတခါတယ်ငါတက်လာတာပေါ့နော်ဗီဒီယိုအဆုံးထိကြည့်ပေးတော့အားလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye